အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားလေးစုညောင်ရွှေမြို့အထာတိတာဓမ္မဝိဟာရဒေသဇာယီစံချောင်းတော်ကြီးသူပင်ဆောင်ကြွကြီးပူဇော်ခံတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားလေးစုအင်းလေးဒေသ22ဌာနသို့ကြွကြီးပူဇော်ခံလျက်ရှိရာတရင်ကျွတ်လဆန်း9ရက်စက်တင်ဘာလ28ရက်နေ့9နာရီကညောင်ရွှေမြို့နယ် လင်းကင်းကျေးရွာမှာအင်းလေးရိုးရာဖျားဆွဲလေ43စီးဖြင့်အင်းလေးရေပြင်ကိုဖျက်၍ညောင်ရွှေမြို့အထတိတာဓမ္မဝိဟာရဒေသဇာယီဆံချောင်းတော်ကြီးတို့ပင်ဆောင်ကြွကြည်ပူဇော်ခံလျက်ရှိကြောင်းသိရှိရပါသည်။ဦးစွာညောင်ရွှေမြို့ဖောင်တော်ပြန်မန္တရှိတွင်နိုင်ငံတော်အဆင့်ရွှေဒစိမ့်နှစုရှင်ဆိုင်းဝိုင်းအဖွဲ့မှပြောပြခြင်းစွန့်ဖို့လေတယုတ်ပြတာခြင်းဂိဏီဂိဏီအားက အင်းတိုင်းရင်သားအကဒူနီယာအကအင်းဘောခုံဟဲရရွာမှရေရင်လှဖြင့်တရုတ်ပြတ်သားပြောပြနေမှုကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီးအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုနှင့်ဇနီးပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်နှင့်ဇနီးပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့်ဒေသခံပြည်သူများပွဲတော်လာအပြိတ္တများကကြီးစုအားပေးကြပါသည် ထို့နောက်အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားလေးစု ပင်ဆောင်လာသည့်ကရဝိဖောင်တော်သည်ညောင်ရွှေမြို့နန်းကတ်ချောင်းတိုင်အင်းလေးရွာဆွဲလီများဖြင့်ပင်ဆောင်လာရာညောင်ရွှေမြို့ဖောင်တော်ဆက်ပြတိုက်တို့ရောက်ရှိလာ၍ကရဝိဖောင်တော်ပေါ်မှာအင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားပထမအစုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်နှင့်ပြည်နယ်ဝန်ကြီးများက ပင်ဆောင်၍၎င်းဒုတိယအစုကိုအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများကပင်ဆောင်၍၎င်းတတရစုကိုပြည်내တရားလွတ်တော်တရားသူကြီးချုပ်နှင့်ပြည်내တိုင်းသားရေးရာဝန်ကြီးပြည်내ဆင့်ဌာနဆိုင်ရာများကပင်ဆောင်၍၎င်းစရုဒ္ဓစုကိုပြည်내လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးပြည်내ခရိုင်မြို့နယ်ဌာနဆိုင်ရာများကပင်ဆောင်၍၎င်းညောင်ရွှေမြို့တွင်တို့လက်လေပူဇော်ကံမြေဘောရင်ပြတ်တ်ဘော်တို့အတီးတီးပင်ဆောင်ပူဇော်ပေးကြပါသည် ယင်းနောက်အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားများညောင်ရွှေမြို့တွင်လှည့်လည်ပူဇော်ခံနေစဉ်အင်းသားရိုးရာလီလိုပြိုင်ပွဲများကျင်းပရာကျောင်းသား26တဲဘူလူပွဲစဉ်ဖြင့်အိုင်တောင်ကြီးကအသင်းနှင့်ကေလာကအသင်းရှင်ပြိုင်နေမှုကို၎င်းအမျိုးသား46တဲ့အကျိုးဘိုလူဘွဲဖြစ်ဝမ်ဘဲအင်းအသင်းနှင့်ကေလာအသင်းရေသာကုန်းအသင်းနှင့်မိုင်းတောက်အင်းအသင်းရှင်ပြိုင်နေမှုကို၎င်းအမျိုးသမီး26တဲ့အကျိုးဘိုလူဘွဲဖြစ် အိုင်တောင်ကြီးကအသင်းနှင့်ကေလာကအသင်းတို့ရှင်ပြိုင်နေမှုကို၎င်းအမျိုးသားရာကျော်လီအကျိုးဘူးလူပွဲဖြင့်ရွှေပြည်သာအသင်းနှင့်ကေလာအသင်းရွှေပြည်သာအောက်အသင်းနှင့်အိုင်တောင်ကြီးကအသင်းရှင်ပြိုင်နေမှုကို၎င်းတဦးချင်းဘူးလူပွဲနှင့်အမျိုးသား46တဲ့အမျိုးသမီး26တဲ့အမျိုးသားရာကျော်လီဘူးလူပွဲရှင်ပြိုင်နေမှုများကို၎င်းပြည်내ဝင်ကြီးချုပ်နှင့်ဇနီးရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုနှင့်ဇနီး တာဝန်ရှိသူများဒေသခံပြည်သူများပွဲတော်လာအပြိတ္တများကလက်ခုပ်လက်ဝါးတည်၍တခဲနှင့်ကြည့်ရှုအားပေးကြကြောင်းသိရှိရပါသည်။ယင်းနောက်စုချင်းမြင့်ပွဲကျင်းပရာစွန်းဖို့လီစုယင်ကျေးမှုအကအဖွဲ့စုလေရင်ဂုံပြုစုများကိုတာဝန်ရှိသူများက၎င်းတူးချင်းလီလိုပြိုင်ပွဲတွင်ဒုတိယစုနှင့်ပထမစုရရှိသောအသင်းများကိုပြည်내ဥပဒေချုပ်ပြည်내တိုင်းရင်းသားရေးရာဝန်ကြီးတို့က၎င်း ចောင်းသား26ដែកပြိုင်ပွဲတွင်နှစ်သိမ့်စုဒုတိယစုနှင့်ပထမစုရရှိသည့်အသင်းများကိုပြည်내ဝင်ကြီးများက၎င်းအမျိုးသမီး26ដែកပြိုင်ပွဲတွင်နှစ်သိမ့်စုရရှိသည့်အသင်းများကိုအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဤဇနီးက၎င်းဒုတိယစုနှင့်ပထမစုရရှိသည့်အသင်းကိုရှမ်းပြည်내ဝင်ကြီးချုပ်ဤဇနီးက၎င်းအမျိုးသား46ដែកပြိုင်ပွဲတွင်နှစ်သိမ့်စုရရှိသည့်အသင်းကိုအရှိပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမူက၎င်း ဒုတိယဆုနှင့်ပထမဆုရရှိသည့်အသေးများကိုပြည်내တရားလွတ်တော်တရားသူကြီးချုပ်က၎င်းအမျိုးသားရာကျော်လီပြိုင်ပွဲတွင်နှစ်သိမ့်ဆုရရှိသည့်အသေးများကိုအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုက၎င်းဆုများအသီးသီးချီးမြှင့်ပေးရပြီးပြည်내ဝန်ကြီးချုပ်ဦးအောင်ကအမျိုးသားရာကျော်လီပြိုင်ပွဲတွင်ဒုတိယဆုနှင့်ပထမဆုရရှိသည့်အသေးများကိုဆုများအသီးသီးချီးမြှင့်ပေးရခဲ့ကြောင်းသိရှိရပါသည် အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားများညောင်ရွှေမြို့တွင်လဲ့လဲပူဇော်ခံသည်အထတိတာဓမ္မဝိဟာရဒေတာဇာဤစံကြောင်းတော်သို့ရောက်ရှိချိန်တွင်ဆရာတော်တန်ဃာတော်အရှင်သူမြတ်များပြည်내ဝင်ကြီးချုပ်နှင့်ဇနီးအရှိပိုင်းတိုင်းစစ်ဌာနချုပ်ဒိုင်မှုတို့ကစွန်းစင်မီပန်းရေချမ်းရွှေသင်္ကန်းများစက္ကပ်လူတန်းပူဇော်ကြပါသည်ထို့နောက်ဆရာတော်တန်ဃာတော်နှင့်ပြည်내ဝင်ကြီးချုပ်အမှုပြုသောဧပရိသတ်တို့ကညောင်ရွှေဌာနစံကြောင်းတော်ဝင် မင်္ဂလာခန္ဓာကိုနမောတတသုံးကြိမ်ရွတ်စွဖျားကတော့ဖွင့်လစ်ပြီးညောင်ရွှေမြုပ်နယ်မိုင်းတောက်ကျေးရွာမိုင်းတောက်ပထမစာသင်တိုက်ဦးစည်းပဒနာနာယကနိုင်ငံတော်ဩဝါဒစရိယအဘိဓဇမဟာရထကုတုအဘိဓဇဧကမဟာတတမဇောတိက မိုင်းတောက်ဇေယတော်ဘုရားကြီးထံ၅ပါးတိလခံယူဆောက်တည်ကြပြီးတိတ်ကြရတော်မြတ်များနာယူကြည်ညိုကြပါれယင်းနောက်ဇေယတော်တန်ဃာတော်ကြီးများ ပြည်내ဝင်ကြီးချုပ်နှင့်ဇနီးအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုနှင့်ဇနီးပြည်내တရားလွတ်တော်တရားသူကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများကလူပွဲဝိတ္ထုပစ္စည်းများစက္ကပ်လူဒန်းကြပြီးလူဒန်းမှုအစုစုတို့တွင်ရေးဆက်သုံးချအမျှပေးဝေကြောင်းသိရှိရပါသည်အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားများသည်အနေနဲ့ရက်ရက်မှဖျားဘူးလာပြည်သူများလာရောက်ဖူးမြော်ကြီးညိုနိုင်စေရန်အတွက်ညောင်ရွှေမြို့အထာတိတဓမ္မဝိဟာရဒေသဇာယီစံကြောင်းတော်၌ သတင်းကျွလဆန်း9ရက်စက်တင်ဘာလ28ရက်နေ့မှာသတင်းကျွလဆန်း9ရက်စက်တင်ဘာလ30ရက်နေ့ထိ၃ရက်တိုင်းတိုင်းကိန်းဝတ်ဘူးဇော်ခမ်းမြေဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။